စေတနာမှန်လို့အကျိုးပေးမြန်ပြီးမထင်ထားလောက်တဲ့လက်ဆောင်တွေကိုပါရရှိနေတဲ့ရေကဲကြောင့်တယ်လီကိုရှိုင်းအားလုံးပဲမင်္ဂလာပါဗမစ်စနောင်းကနေကျေးဇူးလိုက်ပါတယ်ရေကဲတုတ်တွေကို Bright Car ထံလွှတ်တန်းပေးရင်နမဲကြီးလာခဲ့တဲ့ကိုရှိုင်းစောကအရင်ကတော့ဘေရင်ဆိုင်ကအဟောင်းလေးနဲ့ရေကဲကြောင့်တွေကိုလမ်းရောင်းနေသူဖြစ်ပါတယ်ကိုရှိုင်းစော်ရဲ့ဗီဒီယိုလေးကလူအများကြမှာပြန့်နှံ့သွားခဲ့ပြီးတဲ့နောက်မှာတော့သူ့ကိုချစ်ခင်တဲ့သူတွေပေါ်မြလာကောင်လူတန်းပေးမဲ့အလှူရှင်တွေလည်းရှိလာခဲ့ပါတယ် ိုရှိုင်းစောကိုကိုရှိုင်း electronic ဆိုင်ကရေခဲတပ်သားကြီးတလုံးကိုလာဆင်ပေးသွားတဲ့အပြင်ဦးနိုင်ကလည်းရေခဲစက်လေးကိုလှူဒန်းပေးသွားခဲ့တာပါအရင်လာကမှရေခဲကြောင်တွေကိုဖောက်တဲ့ယူရောက်နေရတဲ့ကိုရှိုင်းစောကသူ့ရဲ့စေတနာအကျိုးပေးကြောင့်ပဲမထင်မှတ်ထားလောက်တဲ့လက်ဆောင်တွေကိုရလာခဲ့ပါတယ်။ဒါတွေမကသေးပဲဒီရပိုင်းမှာတော့ကိုရှိုင်းစောအတွက်သိန်းဆယ်ချီတန်ဆိုင်ကအသစ်ဆက်ဆက်ကြီးတစ်စီးလဲလက်ဆောင်ရခဲ့တာပေါ့။ Lady Grace စိန်ဆိုင်ပိုင်ရှင်ကိုစောမျိုးကိုတိုင်းကိုရှိုင်းစောနေထိုင်တဲ့အိမ်လေးကိုဆိုင်ကလက်ဆောင်လာပေးသွားခဲ့တာပေါ့။ ကိုရှိုင်းစော်ရဲ့ဆိုင်ကယ်လေးကဟောင်းနေပြီဖြစ်ကငလျင်လှုပ်တဲ့နေတုန်းကဆိုင်ကယ်ရောလူပါလဲသွားခဲ့ပါတယ်ဆိုင်ကယ်ကမပြည့်မစုံဖြစ်နေပြီးလူငယ်တယောက်ဖြစ်တာကြောင့်ဆိုင်ကယ်အကောင်းလေးလဲလိုချင်တယ်လို့ပြောခဲ့ဘူးတာပေါ့ဒါပေမဲ့တယောက်ကိုတထောင်လောက်သာအမြတ်ရှိတဲ့ကိုရှိုင်းစော်ကဆိုင်ကယ်အစ်စ်မဝယ်နိုင်ခဲ့ပါဘူး ကိုရှိုင်းစောကရော်ပြန်ဖို့အတွက်ဆုထားတဲ့15သိန်းကိုလည်းရေကဲချောင်းနေပဲဝယ်ပြီးလှနေတာကြောင့်ဆိုင်ကယ်အစ်စ်လေးဝယ်ဖို့ဆိုတာဝင်းနေပါတယ်။ဆိုင်ကယ်အစ်စ်ဝယ်နိုင်မယ်လို့မမျှော်လင့်ထားတဲ့အချိန်မှာလေဒီဂရစ်စင်ဆိုင်ပန်ရှင်ကိုတိုင်ဆိုင်ကယ်ကိုလက်ဆောင်လာပေးထားတဲ့အတွက်ရန်ဝန်တာသွားပါတယ်။ ရေခဲကြောင်းတွေကိုရောင်းတဲ့အခါအဆင်ပြေတော့မှဖြစ်ပြီးသူရဲ့ယူသားမှုကိုဂုံပြုတ်လိုက်တာဖြစ်ပါတယ်။ကိုစော်မျိုးဟာကိုရှိုင်းစော်ရဲ့ယူသားမှုကိုဂုံပြုတ်ပြီးဒီလိုယူသားတဲ့လူငယ်တွေများစွာကိုလည်းပေါ်ထွက်လာစေချင်တာပါ။ကိုရှိုင်းစော်ရဲ့စေတနာကဖြူစင်တာကြောင့်ရပ်ပိုင်းနဲ့တင်အကျိုးပေးကမျက်စံနေပါတယ်။လူအများကတော့ကန်ရောက်နေတဲ့အချိန်မှာရေခဲထုတ်လေးနဲ့အေးချမ်းသွားလှူဒန်းပေးတဲ့အကျိုးကြောင့်ကိုရှိုင်းစော်ကလောက်မကူပဲအကျိုးကျေးဇူးတွေကိုရရှိနေပါတယ်။ သူလှူတာကရေခဲထုတ်လေးတွေပဲဖြစ်ပေမဲ့သူ့ကိုလာရောက်ဂုံပြူကြတဲ့ပစ္စည်းတွေကတော့တံပိုးကြီးမာတာကြောင့်သူ့ကိုသူတော်မယုံနိုင်တော့ပါဘူး။သူတစ်ပါးကိုအေးချမ်းစေခြင်းနဲ့စိတ်ထားကြအောင်ကိုရိုင်းလည်းအေးချမ်းသွားတယ်လို့သူ့ဘဝလည်းမထင်မှတ်ထားလောက်အဆင်ပြေလာခဲ့တာပေါ့။အသက်28နှစ်အရွယ်ကိုရှိုင်းစော်ရဲ့ယူသားမှုကိုချစ်ချိုးဂုံပြူကြတာဖြစ်ပြီးသူ့ကိုလာရောက်လှူဒန်းတဲ့ငွေတွေကိုလည်းရေခဲချောင်းတွေပဲလှူနေပါတယ်။ ိုဆိုင်စွာကအသက်တစ်နှစ်ရွယ်ကလေးကမိဘတွေထားသွားတာကိုခံခဲ့ရပြီးဆွေမျိုးတွေနဲ့ပဲကြီးပြင်းလာရတာပေါ့ငယ်ငယ်တုန်းကရေခဲချောင်းအရန်စားခြင်းပေမဲ့လည်းဝယ်မစားနိုင်ခဲ့တာကြောင့်သူကြီးပြင်းလာတဲ့အချိန်မှာကလေးတွေကိုရေခဲချောင်းတွေအလကားကျွေးပါတယ်သူဘဝမှာတယောက်ထဲသမားဖြစ်တဲ့အတွက်တရက်3000ရှိရင်လုံလောက်ပြီဆိုတဲ့ကိုဆိုင်စွာကအခုတော့ရေခဲသက်သာလှူတဲ့သူရေခဲဆက်လှူတဲ့သူဆိုင်ကယ်လှူတဲ့သူတွေပါရှိလာပါတယ်စိတ်ထားကောင်းရင်ကံကောင်းတယ်ဆိုတဲ့စကားကိုတော့ကိုဆိုင်စောကလက်တွေ့ပြသသွားတာဖြစ်ပြီးတကယ်စစ်မှန်တဲ့စေတနာထားနိုင်တာကြောင့် င့်လည်းချစ်ခင်သူတွေပေါ်များလာတာပါကိုရှိုင်းစောကသူ့ကိုလှူတဲ့လူငွေတွေကိုမတုံးပဲရေကဲထုတ်တွေဝယ်ပြီးလှူနေစေပဲဖြစ်ပါတယ်ငလျင်ဘေးကာလမှာကိုရှိုင်းစောကရေကဲထုတ်တွေမရောင်းရသေးတာကြောင့်စကိုင်းမှာလှူဒန်းရုံတော်မကမန္တလေးကိုလည်းလာရောက်လှူဒန်းနေပါတယ်ဖြူစင်တဲ့စေတနာတွေကစစ်မှန်တာကြောင့်လာမကူးခင်မှာပဲအကျိုးပေးတွေကိုခံစားနေရတဲ့ကိုရှိုင်းစောရဲ့စိတ်ထားလေးကို ပရိသတ်ကြီးရောတဘာကြောင်ရလားဆိုတာပြပြခဲ့ကြပါအောင်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ